ရွှေရီကျန်းတဲ့မိမိမင်းသားနေတို့လိုမျိုးထိတ်တဲမင်းသားဖြစ်အောင်ကြိုးစားမယ်လို့ပြောလာတဲ့စနိုင်တရားဦးပြိသက်ကြီးစနိုင်တရားဦးကိုတော့သိကြမှာပါနော်တော်လရင်မင်းသားကြီးတရားတင်ဆိုရေးသားဖြစ်ပြီးတော့ဖခင်လောက်မတော်ဘူးလို့အများကဝေဖန်ခံရသူဖြစ်ပါရင်ဆွေမျိုးတွေကမကြည်လို့အမျိုးရင်းတွေကကျင်ထားလို့နေအခုဆိုရင်တော့ဖခင်နဲ့ပတ်သက်ပြီးတော့နမည်ထွက်ခဲ့တဲ့အိမ်မော်ចောင်းကိုစကားရိတ်မယ်လို့ပြောပြခဲ့တာဖြစ်ပါရင်ဒါပေမဲ့လေသူဟာဖခင်ရဲ့ အရေးချင်းတွေနဲ့မွေးဖွားလာတာဖြစ်လို့အာမြန်တဖြည်းဖြည်းစူးစမ်းသွားမယ်လို့ဆိုပါရီစနိုက်တရားဟာတရားတင်ဆိုနေမိသမီးစင်မာဦးတို့ရဲ့တာအကြီးဖြစ်ပြီးနိပညာမျိုးရိုးတွေကစစ်တလာသူဖြစ်ပါရီဘယုတ်တုခစကားတွေပြောပုံနဲ့နေပုံထိုင်ပုံကြောင့်မိခင်နဲ့ဖခင်ရဲ့ခြေရာမမီဘူးလို့လည်းပြောခင်ရတာဖြစ်ပါရီအနုပညာလောကကလည်းတာဖြစ်သူစနိုက်တရားဦးကိုလည်းဖခင်တရားတင်ဆိုမျက်နှာကြောင့်လက်ခံပြီးခဲ့တာဖြစ်ပါရီအနုပညာလုံးနဲ့ညညာလေးတွေခုနောက်ပိုင်းရှိလာခဲ့ပြီးဖခင်လောက်ကိုမှဆမ်းမရှိရတော့အမှန်ပါပဲနော် ဖခင်ရဲ့ကိုသိခါကိုညှို့နှဲစေမယ့်စကားရိုက်တာတကယ်ကိုမှရုပ်ပါလောမာရင်တော့အပေါင်းတင်မာပြီးတော့တွဲခေါ်ပေးတဲ့ပေါကားရိုက်တဲ့သူတွေကလည်းသူ့ပတ်ဝန်းကျင်မှာရှိတာမလို့တရားတင်ဆိုနေစမအုပ်တို့ကိုတင်းဆိုင်ထိလိုက်ဒုက္ခပေးနေတဲ့သားလို့လည်းပြောခံရတာဖြစ်ပါတယ်။စနိုင်တရားဦးကသူ့အဖေတို့ကလို့စမ်းမရှိပေမဲ့အသက်ငယ်ငယ်လေးနဲ့ဖခင်ရောမိခင်ရောဆုံးပါသွားခဲ့လို့တနာပြီးတော့လက်ခံခဲ့ကြတာဖြစ်ပါတယ်။အသက်ငယ်ငယ်လေးနဲ့လောကရန်ကိုခန်းစားခဲ့ရပြီးသူတို့စုဆောင်းမိထားတဲ့ငွေချို့ကိုလည်းအလင်းခံခဲ့ရလို့ဆိုပါတယ်။ ဘဝကိုစူးစမ်းရုံးကန်ပြီးတော့ခက်ခဲတဲ့ဘဝကနေလာခဲ့တာကြောင့်အလုံးကဖိမလာခဲ့တာပါ။ဖိုက်ခင်လက်ထက်တွေကချမ်းသာလာခဲ့ပြီးတော့ဖိုက်ခင်နဲ့မိခင်စုံပေါင်းွယ်လုံးမှဆင်းရဲချိုးတဲ့တဲ့သွားခဲ့တာဖြစ်ပါတယ်။ဂျားထဲမှာကာပွဲစားရောင်ရောင်တက်စီမောင်းတို့လိုလိုနဲ့ဘဝကိုရုံးကန်ပြီးတော့သမီးလေးရဲ့ရှေးရဲကြောင့်အမှုပညာလောကတွေကိုကြာရစရုပ်ကိုတရုပ်ဆောင်မှကြောင့်အမှုပညာတိုင်းဝိုင်းစီကိုချိန်ဆုံပြည့်ဝင်ခဲ့တာလို့ဆိုပါတယ်။စက်နိုင်တရားကမင်းသားကြီးတွေဖြစ်တဲ့နေတို့နဲ့မြင့်မြတ်တို့ရဲ့အိုက်တင်တွေလိုကျင့်သွားမှဖြစ်ပြီးအပေါ်လုံးရှိအောင်လေတရုပ်ဆောင်ပိုင်းကိုတင်သွားမှဖြစ်တယ် လို့ပြောလာခဲ့တာဖြစ်ပါတယ်။သူကတပိပိစူးစမ်းရင်းနဲ့နေတိုးနဲ့မြင်းမြတ်တို့လိုအောင်မြင်လာမှာပါလို့ကြွေးကြော်ခဲ့တာပါ။ပရိသတ်ကြီးကလည်းဖခင်ချီယာနေပြီးတော့ဖခင်ရဲ့အောင်မြင်မှုကိုလိုက်နေအောင်စူးစမ်းဆိုပြီးတော့ချီးကျူးတဲ့သူတွေရှိသလိုဖခင်ရဲ့ဂုဏ်သိက္ခာကိုခြားရဲတာသမီလို့လည်းပြောခံနေရတာပါ။ဒါပေမဲ့စနိုင်တရားကဝေဖန်မှုတွေကိုလုံရက်နဲ့တက်တေပြမယ်ပြီးဆိုကပြောကသူရိုက်မဲ့စကားကိုအကောင်းဆုံးတင်ဆက်ပေးလို့လည်းဆိုတာဖြစ်ပါတယ်။ဖခင်တရားတင်ဆိုကိုအိမ်ပေါ်ကလှုပ်ကြံပြီးတော့လင်းလေးလေးပြားတဲ့မဟုတ်တဲ့သတင်းတွေလွှင့်ပြီးကြောက်ချခဲ့တာပါ။ဒါကိုအများကတီအောင် င်းဘော့ချုပ်ရဲ့လိညာဘုံနဲ့ပစ္စည်းတွေခိုးဥတတဲ့ကျင့်ကိုလည်းဒီစကားလေးမှာဖော်ပြပေးမှာဖြစ်ပါတယ်။အခုဆိုရင်လည်းဖခင်ဖြစ်သူကိုဆွဆွဲတဲ့အိမ်ဘော့ဟာကျင်းတော်မှာဖြစ်ပြီးတော့လိင်တွေပြောဆိုမှုကြောင့်ကျင်းကြနေသူဖြစ်ပါတယ်။အချို့ပရိသတ်တွေကတော့ပြီးခဲ့တာတွေကိုပြန်ဆဖို့ပြီးတော့အတန်းရှင်းရှာနေရလို့လည်းပြောခံရတာဖြစ်ပါတယ်။ပရိသတ်လက်ခံနိုင်တော့တဲ့ဖခင်ရဲ့ချီယာမိတဲ့မိန်းသားတူဖြစ်နိုင်မလားဆိုတာစောင့်ကြည့်ရမှာပါပဲနော်။ဒီတော့ပရိသတ်ချင်း ဖခင်လိုမျိုးမင်းသားလုပ်ပြီးတော့စီနီယာမင်းသားကြီးတွေရဲ့ idea နဲ့သူတို့ထက်သာအောင်ပြုလုပ်မယ်လို့ပြောလာတဲ့စစ်နိုင်တရားဥပပေါ်မှာမှတ်ချက်လေးတွေကိုလည်းပြောခဲ့ပေးပါအောင်ရှင်။အာဘိနာစင်ခဲ့ကြတဲ့အတွင်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီသီးနှစ်တူပြန်လာခဲ့ပါအောင်ရှင်။ဒီနေ့တော့လောင်းနေပဲနှုတ်ဆက်ခဲ့ကြပါမယ်။